ားလုံးမင်္ဂလာပါဒိနေတဲ့မယ့် YouTube channel နေပြီးတော့အားလုံးကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာတော့ UCL ကျွန်တော်တို့ Round 16ဒုတိယအကြော်ကြီးကျွန်တော်ရှိပါတယ်ဆိုတော့ပထမအကြော်မှာတော့အဲရလက်တီရတော့ကျွန်တော်တို့အတီတီထွက်ထားပြီးသွားပြီပေါ့နော်အဲဒီနေ့ညကျွန်တော်တို့ဒီဘာစီလိုနာဘင်ဖီကာရှိမယ်ပထမကျော်ဘာစီလိုနာကဘင်ဖီကာအိမ်ဝင်းမှာ1-0နဲ့ကျွန်တော်နိုင်ထားတယ်အင်တာဖီယန်တို့ရှိမယ် အင်တာကဖီနွေအိမ်ခွင်မှာ2စီးနဲ့နိုင်ထားတယ်လီဗာပူး PSG ရှိမယ် PSG အိမ်ခွင်မှာလီဗာပူးက1စီးနဲ့နိုင်ထားတယ်အာလီဗာကူဆန်နဲ့ဘိုင်မြူနစ်ရှိမယ်ဘိုင်မြူနစ်ကအဲသူ့အိမ်ခွင်မှာလီဗာကူဆန်ကိုကျွန်တော်3စီးနဲ့နိုင်ထားတယ်ဆိုတော့ဒုတိယအကြောက်ကိုကျွန်တော်ရောက်လာပြီဆိုတော့ကျွန်တော်တို့ဒီတတိထားရမယ့်အချက်ကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီပေါ့နော်အဲဂိုးလိုတဲ့အသင်းတွေဂိုးလိုတဲ့အသင်းတွေကကျွန်တော်တို့အဲဂိုးတွေအများကြီးတွင်းကြမယ်ဆိုတော့အချက် ီလိုရှင်ဂိုးမလိုတဲ့အသင်းတွေကထိန်းကစားကြမယ်ဆိုတဲ့အချက်ဒါတွေကိုကျွန်တော်တို့အယူအဆတွေမလွဲဘူးတော့လို့တယ်အဓိကကျွန်တော်တို့ Asian handicap ကိုအဲကြည့်လို့ရှိရင်တော့အများကြီးသဘောပေါက်နိုင်တဲ့အခြေအနေမျိုးမှာတော့ရှိရမှာเนาะဆိုတော့ဒီဒီဒီပထမကြောရှုံးခဲ့တဲ့အသင်းတွေကဒုတိယကြောမှာကျွန်တော်ပို့ပြီးတော့အားဆိုင်လာနိုင်မလားပေါ့เนาะအဲအဲ့လိုဖြစ်မလားမဖြစ်ဘူးလားဆိုတာတော့ကျွန်တော်တို့ကြေးဥကြီးမှာကျွန်တော်တို့သိမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျကျွန်တော်လေးပွဲကိုကျွန်တော်ပြောရအောင်ပေါ့เนาะဆိုတော့ဒါမပြောခင်မှာ ဆိုတော့ဒီဘောလုံးနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီဘောနော် tips တွေကိုကျွန်တော်အခုလက်ရှိကျွန်တော်တို့ဒီ Telegram channel မှာကျွန်တော် run နေပါတယ်တောက်လျှောက်အခုလက်ရှိကျွန်တော်ကတော့ video အပုံမဲ့မတင်ပြဘူးဗျာနောက်ပိုင်းဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးလာပြီအဓိကကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့မီးအနေထားတော်တော်ကိုပြတ်ပါတယ်ဒီမှာကျွန်တော်တို့မီးကတစ်ခါလာလို့ရှိရင်နှစ်နိုင်လောက်ပဲကျွန်တော်တို့လာတယ် video တစ်ပုတ်လုပ်လို့ရှိရင်ကျွန်တော်တို့ဒီဘောနော်အဲအချက်လက်ကြည့်ရတာနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ video ရိုက်ရတာနဲ့ ရိုက်ပြီးလို့ရှင်ကျွန်တော် add ရတယ် add ပြီးတော့ထုတ်ရတယ်ထုတ်ပြီးသွားလို့ရှင်ကျွန်တော် thumbnail တွေပါဆွဲတယ်အဲဆွဲပြီးသွားပြီဆိုလို့ရှင်ဗီဒီယိုတင်တယ်ဆိုတော့အကုန်လုံးကျွန်တော်တို့ total ဆိုလို့ရှိရင်ဗီဒီယိုတစ်ပုတ်မှထားပါတော့10မိနစ်15မိနစ်စာဗီဒီယိုတစ်ပုတ်ကျွန်တော်တို့ complete ကျွန်တော်တို့ထွက်လာဖို့ဒါတော့မှတော့ကျွန်တော်ကျွန်တော် editing ကဘာမှမဟုတ်သေးဘူးเนาะထွက်လာဖို့ဆိုလို့ရှိရင်မကြောက်ဆိုနှစ်နာရီလောက်ကြာတယ်မိရနှစ်နာရီပဲလာတယ်အကုန်လုံးကွက်တိဖြစ်နေကျွန်တော်လည်းတခြားလုံးဆိုင်အများကြီးရှိရပြသေးရမလားကျွန်တော်ဟိုဒီ ဒီ YouTube တခုလည်းကျွန်တော် လုပ်နေရမှာမဟုတ်ဘူးကျွန်တော်မှတခြားဒီပြင်အလုပ်လည်းကျွန်တော်ရှိသေးတယ်မမန်းရှိသေးတယ်ဆိုတော့လောက်ရသေးတယ်ဆိုတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ကြောင့်မို့ကြောင့်ဗီဒီယိုတွေကဒီလိုမျိုးတော်တော်လေးကျဲလာတာဖြစ်ပါတယ်အရင်တော့ကမီးလာတာဗျာတခါလာလို့ရှိရင်ဥမာထားပါတော့အဲဒီပေါ့နော်နေ့လေနေ့နေ့လေ17နှစ်ကြီးဒါမှမဟုတ်10နှစ်ကြီးလောက်လာရင်ဆိုလို့ရှိရင်ညနေ3နှစ်ကြီးလောက်မှပြတ်တယ်အဲအဲ့လိုမျိုးပါနော်၈နှစ်လောက်လာတယ်ညဒီပေါ့ညဆိုလို့ချင်းတညလုံးလာတယ်အဲအဲ့လိုမျိုးပေါ့နော်အခုကတစ်ခါလာလို့ရှိရင်၂နှစ်ပဲလာတယ်တော်တော်ဆိုးတယ် အဲ့အဲ့တော့ကျွန်တော်ဗီဒီယိုကဘလို့မှလုံးလို့မရဘူးပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်အခုဗီဒီယိုကြည့်နေတဲ့ brother တွေဒီပေါ့နော် football tips တွေကိုကျွန်တော်တို့ဒီ free tips တွေပေါ့နော် free tips တွေကိုကျွန်တော်အမြဲတမ်းကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ပေးပါတယ်ဆိုတော့ Telegram channel ကို join ထားပြီးလို့ရပါတယ်ခင်ဗျာဆိုတော့ football jesus tips ဆိုပြီးရောကျွန်တော် description ထဲမှာအဲ့မှာကျွန်တော်တို့ဒီ tips channel ဆိုပြီးရောအဲ့မှာ link ချပေးထားပါတယ်အဲ့ link ကနေတစင်ကျွန်တော် Telegram channel ကို join ထားပြီးလို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ပထမဆုံး ဘာစီလိုနာနဲ့ဘင်ဖီကာပွဲကိုကျွန်တော်တို့စပြီးတော့ပြောရအောင်เนาะဒီပွဲကတော့ကျွန်တော်တို့အစောပွဲပါဆိုတော့ဘာစီလိုနာကကျွန်တော်အခုလက်ရှိတလုံးကို90ရုံပေးတယ်ကိုပေါင်းသေးကကျွန်တော်၄လုံးကို85ပေါင်းပေါ့เนาะဆိုတော့ဒီအနေထားမှာကျွန်တော်တို့ဒီပထမအချက်ဟိုကြည့်မယ်ဆိုလို့ရှိရင်ဘင်ဖီကာအိမ်ခွင်းမှာအဲဘာစီလိုနာကကျွန်တော်တို့ဒီတလုံး90ပေါင်းပေးတယ်ကိုပေါင်းသေးရကျွန်တော်သုံးနှုတ်80ပေးခဲ့တယ်။ဒီနေရာမှာကျွန်တော်ဇီဝမ်းနဲ့ပဲကိုအောက်ခဲ့တယ်။ဘာစီလိုနာကျွန်တော်အဲကြီးအောင်ခဲ့တယ်ပေါ့လေ။ဆိုတော့အခုလက်ရှိဘာစီလိုနာအိမ်ဝင်းကိုကျွန်တော်ရောက်ပြီ ဘော်ဒီဈေးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပေါ့နော်ဘာစီလိုနာကတကူးနဲ့လည်းကျွန်တော်တို့နိုင်ထားတဲ့အခြေအနေမျိုးဖြစ်တယ်ဒါပေမဲ့တကူးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချတဲ့နေသားမှာမရှိသေးဘူးဆိုတော့ကံရအောင်မယ်ဆိုတဲ့အခြေအနေမျိုးပေါ့ရှိသေးရပေါ့နော်ခုလက်ရှိတွေ့ငွေလည်းဖြစ်တယ်ဆိုတော့ဒါဘလိုဖြစ်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ကံရမယ်ဆိုတဲ့အခြေအနေမျိုးမှာတော့ရှိနေတယ်ဆိုတော့ဘော်ဒီဈေးကိုကျွန်တော်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်လည်းပြင်းတင်ပြင်းထိုင်တဲ့အနေအထားတစ်ခုထိကျွန်တော်တို့ပြင်းထားတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဘာစီလိုနာတော့ကျွန်တော်မစိုးဘူးပေါ့လေဘာစီလိုနာကျွန်တော်တို့ဒီပြင်းတင်ပြင်းထိုင်တဲ့ဂျင်းမျိုးကျွန်တော်တို့ ပြင်ပေးထားတယ်ပေါ့နော်ဆိုတော့ဂိုးပေါင်းသေးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဖမကျော်380မှာကျွန်တော်ဝမ်းစီနဲ့အဲဂိုးအောက်ခဲ့တယ်ပေါ့လေဂိုးအောက်ခဲ့တယ်အခုလက်ရှိကျွန်တော်တို့ဒီဂိုးပေါင်းသေးကိုကျွန်တော်ကြည့်လိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေးလုံးကိုကျွန်တော်တို့85ပါပေါ့နော်ပြားကကျွန်တော်တို့တက်လာတာတိတ်ပြီးတော့မြန်မြန်ဆဆမရှိဘူးပေါ့နော်ဘော်ဒီဇီးကကျွန်တော်တို့ဒီတိုတယ်မတက်ဘူးဆိုလို့ရှိရင်ဘော်ဒီဇီးကကျွန်တော်တို့ 80လောက်ပေါ့နော်ဘော်ဒီဆေး80လောက်တက်လာတဲ့အချိန်မျိုးမှာဂိုးပေါင်းဆေးကကျွန်တော်တို့ပြားဒီပေါ့နော်ပြား30လောက်ပဲကျွန်တော်တက်လာတဲ့အချိန်မျိုးဖြစ်တယ်တကယ်တမ်းဆိုလို့ရှိရင်ဘာစီလိုနာအင်ဝင်းကတကယ်တမ်းဒီချန်ပီယံလိဂ်ကိုပဲကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဂိုးတော်တော်ပေါ်တဲ့အထဲမှာပါတယ်ချန်ပီယံလိဂ်အင်ဝင်း၄ဘွဲကန်တာတယ်ဒီပေါ့နော်၄ဂိုးနဲ့အထက်ဖြစ်ခဲ့တာ၃ဘွဲတိကျော်ရှိတယ်၄ဂိုး၄ဂိုးနဲ့အောက်ဖြစ်ခဲ့တာ၁ဘွဲပဲကျွန်တော်ရှိတယ်ဆိုတော့ဘေဗီကာရဲ့အဝေးဝင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘေဗီကာကအဝေးဝင်းကျွန်တော်၄ sorry ၅ဘွဲကန်တာပဲပေါ့နော်သူတို့ အဲဒီ play off တွေပါပေါ့မယ်ဆိုလို့ရှိရင်၅ဘွဲကန်ထားတယ် away win ဆိုလို့ရှိရင် benfica ဒီ go out ကန်လေးရှိတယ်အတင်းတင်းကျွန်တော်ဖြစ်နေဟို၅ဘွဲကန်တဲ့နေရာမှာ2ဘွဲပဲကျွန်တော်တို့ဒီ4ဘွဲ league go နဲ့အထက်ဖြစ်တာတယ်ကျန်တဲ့ဘွဲတွေကကျွန်တော်တို့ဒီ3 go 3 go နဲ့ out တွေကြီးပဲဆိုတော့ ဒီဂိုးပေါင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဒီဒါဘင်ဖီကာကြောင့်လို့ကျွန်တော်တို့အကြမ်းမြင်ယူဆလို့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ဒီပေါ့နော်ဟိုရွေးရှည်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့နှစ်ချောင်းကြိုက်တယ်ဟိုဘာစီလိုနာကတော့ကျွန်တော်တို့ဒီပေါ့နော်အခုလက်ရှိကျွန်တော်တို့ဒီဘင်ဖီကာနဲ့တွေ့တိုင်းမှာကြီးအောင်တဲ့အနေအထားမျိုးတော့ကျွန်တော်ဖြစ်နေတယ်အခုလက်ရှိဈေးပြင်းပုံရဆိုလို့ရှိရင်လည်းထပ်ပြီးတော့အောင်းနိုင်ကြီးရရှိနေသေးတယ်ဒါပေမဲ့ကျွန်တော်ဂိုးပေါင်းလေးကိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ဂိုးပေါင်းလေးကထင်ထားသလောက်ဒီကျွန်တော်တတ်မလာတာဖြစ်တယ်ဆိုတော့တတ်မလာတဲ့အတွက်ကြောင့်မလို့ဒီပွဲကတော့ကျွန်တော်ကတော့ အရေးဆုံးပြောကျွန်တော်ဂိုးအောက်ပဲကြိုက်ပါတယ်ဆိုတော့ပထမတော့ဘာစီကြိုက်တယ်ကြေးအရဆိုလို့ရှိရင်လည်းဘာစီကတော်တော်လေးပြင်းနေတယ်မှာပါတယ်ပေါ့နော်အဲဒီအခုလက်ရှိနိုင်ဘူးကလည်းလိုနေသေးတယ်ကြေးလည်းပြင်းတယ်ဆိုတော့ဒီထားမှာကျွန်တော်ကိုနိုင်ရင်လည်းနိုင်ပဲမနိုင်ရင်လည်းမနိုင်ဘူးပေါ့နော်ဒါမဲ့ကျွန်တော်ဒီပွဲကိုဂိုးအောက်ပဲကြိုက်တယ်ဂိုးပေါင်းစည်းကကျွန်တော် body စည်းလောက်ဒီကျွန်တော်တက်လာမျိုးတော့တက်မရှိဘူးပေါ့နော်တက်လာမျိုးမရှိဘူးအဲ့တကြောင့်မို့ကျွန်တော်ဂိုးအောက်ကြိုက်ပါတယ်ဆိုတော့ ဟူးစကိုပါဟူးစကိုကတော့ဒီဒီဘွဲကိုကျွန်တော်တို့ဘာစီလိုနာဘက်ကနေပြီးရော3-1နဲ့နိုင်မယ်ဆိုပြီးတော့ခံမှန်းထားဖြစ်ပါတယ်ဆိုတော့အစောဘွဲကတော့ကျွန်တော်ကတော့ဒီဘောနော်တိတ်ပြီးတော့ဟိုရွေးလိရွေးထားတာမရှိပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီဘွဲကတော့ကိုောက်လေးတော်တော်လေးကြိုက်ပါတယ်ဆိုတော့နောက်တစ်ဘွဲကိုကျွန်တော်ပြောရအောင်နောက်တစ်ဘွဲကတော့ကျွန်တော်တို့ဒီအဲလီဗာကူဆန်နဲ့ဘိုင်ယန်လီဗာကူဆန်နဲ့ဘိုင်ယန်မှာဘိုင်ယန်ဘက်ကနေပြ level 45ပြရှုံးကိုပေါင်းစီ3လုံး90မှာအဲဒီဒီဈေးကတော့ကျွန်တော်ငြိမ့်နေလုံးဝကျွန်တော်လှုပ်ချင်းခတ်ချင်းမရှိဘူးပေါ့နော် ဆိုတော့ဒီနေသားမှာကျောပထမအကျော့ပေါ့နော်ဘိုင်အင်ဝင်းမှာတလုံးကို65ပေါင်ပေးတယ်ကိုပေါင်းစီတလုံးကို65ပေါင်ဒီနေရာမှာ 3Z နဲ့အဲဇုံပေါ်ခဲ့တယ်ပေါ့နော်ဇုံပေါ်ခဲ့တယ်ဆိုတော့ဘိုင်ယန်လည်းကျွန်တော်ကိုးပြတ်ကျွန်တော်နိုင်သွားတယ်အခုလက်ရှိကျွန်တော်လီဗာပူးဆန်အင်ဝင်းကိုကျွန်တော်ရောက်ပြီဒီနေသားမှာလီဗာပူးဆန်ကတော်တော်ကိုအားနည်းနေပါတယ်သူတို့ Florian Vest တို့ပါတို့ဒီပွဲမပါဘူးဆိုပြီးကျွန်တော်တို့သိရတယ်ဆိုတော့အဲအခုလက်ရှိအင်ဝင်းဖြစ်တော်ညာလည်းပဲသူတို့ဒီပေါ့နော်၃ဂိုးပေါ့နော်၃ဂိုးပြတ်ကြီးကျွန်တော်တို့ရှုံးထားတဲ့နေသားမျိုးမှာလီဗာပူးဆန်ကတကယ်ကိုမူတဲ့ရည်တွေရောက်နေပြီလုံးဝအမှန်ငယ် ကိုယ်ဝင်ဝင်လည်းဖြစ်တယ်ဒီဘောနော်ကျွန်တော်တို့အဲဒီကိုယ့်ရဲ့ကျွန်တော်တို့ဒီဂျာမန်လိဂါကျွန်တော်ပြိုင်ဘက်အတင်းတင်းလဲကျွန်တော်ဖြစ်နေတယ်ဆိုတော့ဒီတော့ကြောင့်မလို့အိမ်ကွင်းမှာကျွန်တော်တို့အမှန်ကန်ကျွန်တော်တို့ဒီအဲဒီဘောနော်တိုက်စစ်ဖွင့်ပြီးတော့ကျွန်တော်တို့ကစားတော့မယ့်အခြေအနေမျိုးပေါ့နော်ဆိုတော့ဒီနေ့ထားမှာကျွန်တော်တို့ဟိုဘောနော်ဖိုင်ယန်ဘက်ကနေပြီး level 45ပဲရှုံပေးတယ်ပေါ့နော်ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင် Leverkusen ကဒီပွဲမှာကျွန်တော်နိုင်ဖို့အတွက်တောင် chance မရှိဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့တကယ် goal လိုနေတာတွေက ဒီ Leverkusen ပေါ့နော် Leverkusen ကကျွန်တော်တို့ twin goal တွေလိုအပ်နေတယ်နိုင်ဖို့အတွက်ကျွန်တော်တို့လိုအပ်နေတယ်အနေအထားမျိုးမှာ Leverkusen ဘက်ကတော့တကယ်တော့ကြေးထုတ်ပေးလို့ရတဲ့အခြေအနေမျိုးဖြစ်နေတာမယ့်အခုလက်ရှိဈေးကကျွန်တော်တို့ Bayern ဘက်မှာရောက်နေတယ်ပေါ့နော်ဈေးက Bayern ဘက်မှာရောက်နေတယ်ပထမကျော်ကျွန်တော်တို့တစ်လုံး65နဲ့ဒီပြားတရားခွာမယ်ဆိုလို့ရှိရင်လည်းတကယ် Bayern ပေးတဲ့ဈေးကဒါပေးတင်ပေးလိုက်တဲ့ဈေးမျိုးကိုကျွန်တော်တို့ပေးလာရလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကိုယ်ဝင်ဝင်လည်းဖြစ်နေတော့ညာလည်းပဲဒီပေါ့နော်ဟို ကြေးရေတနေ့ကျွန်တော်တို့ပြီးနိုင်ခြင်းမရှိဘူးပေါ့တကယ်တမ်းလဲကျွန်တော်တို့ဒီ၃၉ပြက်ကြီးနဲ့ကျွန်တော်တို့ရှုံးထားတဲ့အခြေအနေမျိုးမှာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အနည်းဆုံးငါတို့တော့မရရအောင်ညှက်ကန်မယ်ဆိုတဲ့ပုံစံမျိုးအဲဒီဖြစ်တယ်ဆိုလို့ရှိရင်တကယ်တော့ကြေးကဒီလီဗာပူးဆန်ဘက်မှာရောက်နေတင်တယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိအနေထားရတော့ရောက်နေခြင်းမရှိဘူးဆိုတော့ဒီတော့ကြောင့်မလို့ဘိုင်းရန်ပဲအနည်းဆုံးတေးရီလောက်တော့ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့55ပြက်လောက်တော့ရင်းရမယ်လူပဲဖြစ်ဖြစ်ကျွန်တော်ဘိုင်းရန်ကြိုက်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ပွဲကျွန်တော်တို့ဒီနောက်တစ်ပွဲမပြောသေးခဏလေး လီဗာကူဆန်နဲ့ဘိုင်ယန်လီဗာကူဆန်နဲ့ဘိုင်ယန်ကိုဟူးစကူးက1-1နဲ့တည်ကြမယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ဖြစ်တော့လည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုကျွန်တော်ကတော့ဒီဘိုင်ယန်တည်နေအနိုင်လို့တော့ကျွန်တော်လည်းယူဆပါတယ်ဘိုင်ယန်ထိန်းထိန်းယုံပဲပေါ့နော်ထိန်းယုံပဲဆိုတော့တိတ်တော့ပြဿနာမရှိဘူးဘောင်းသေးကကျွန်တော်တိတ်ပြီးတော့မကြိုက်ဘူးပြအဲဝဲရလေးဒီလားဘောင်းသေးက3လုံး50ပေါင်းဆိုတော့အဲ့လောက်ကြီးလဲကျွန်တော်တို့ဒီပေါ့နော်တက်လာတာမျိုးလဲမဟုတ်ဘူးပေါ့နော်ဆိုတော့ ဆိုတော့ဆိုတော့ဆိုတော့ကျွန်တော်တို့ဒီ internet fee in လို့ပေါ့နော် internet fee in လို့ပြောကျွန်တော်ပြောပါမယ်ဆိုတော့ inter အင်ခွင့်ရောက်ပါပြီ inter က fee in လို့အင်ခွင့်မှာကျွန်တော်2စီးနဲ့နိုင်ခဲ့တယ်သူ penalty ချော်သွားလို့ဒါတော့3စီးမဖြစ်တာပေါ့နော် penalty ချော်သွားလို့3စီးမဖြစ်တာအခုလက်ရှိကျွန်တော် inter ကအင်ခွင့်ရောက်ပြီတကယ်တော့ကျွန်တော်နှစ်ကိုးပြတ်နိုင်ထားတယ်ကိုယ့်အင်ခွင့်လည်းရောက်နေပြီအေးစစ်စစ်လေးကျွန်တော်တို့ဆော့လိုက် ရပြီပေါ့နော်ဆိုတော့အခုလက်ရှိ inter ရဲ့ body size မှာဆိုလို့ချင်းတစ်လုံးကို60ရှုံးပေးတယ်ကိုပေါင်းသေးက3လုံးကို35ပြားပေါင်းကျွန်တော်ပေးထားပါတယ်ဆိုတော့ဒီ ဒီဘွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်အင်တာရဲ့ body size ပေါ့အင်တာရဲ့ body size ဒါပြင်းသလားပေါ့နော်ကျွန်တော်တို့ဒီအာဒီဘာစီလိုနာရဲ့ body size ကိုကျွန်တော်ပြင်းတယ်လို့ပြောကြပါမယ်အင်တာရဲ့ body size ဒါကပြင်းတယ်စီမဟုတ်ပါဘူးဒါသူပုံမှန်ပေးရမယ်ဈေးမျိုးပေးထားတာပါဘာလို့ဆိုတော့ဖီနူးအိမ်ဝင်းမှာတော့ကအင်တာကကျွန်တော်တလုံးတည်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ဘလက်ရှိအိမ်ဝင်းဆိုလို့ရှိရင်လုံးတရာရှုံနောက်တော့ကျွန်တော်ပေးရမယ်ရှင်နေမှာတလုံး90ရှုံဆိုတော့ဒါဈေးမှန်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့အင်တာကပေးသင့်ပေးထိုက်တဲ့ဈေးမျိုးကိုကျွန်တော်ပေးလာတာပါဆိုတော့အဲဒီပါနော် နောက်တစ်ချက်ကျွန်တော်တို့ပါလဲဆိုလို့ရှိရင်ဒီကူပေါင်းစည်းပေါ့ကူပေါင်းစည်းမှာဆိုလို့ရှိရင်ပထမကျောအင်တာကအဝေးဝဲမှာတုန်းကနှလုံးတည်ကို၃လုံးကို80ပေါင်းအဲ့လောက်ရှိတယ်။ကံကံလေးဆိုလို့ရှိရင်နှလုံး100ရှုံးလောက်ဒီကျွန်တော်ဖြစ်တယ်။၃လုံး90ပေါင်းနှလုံး100ရှုံးပေါ့နော်။အဲ့လောက်ဒီကျွန်တော်ဖြစ်တဲ့အခြေအနေမျိုးမှာခုလက်ရှိ9ပေါင်းဈေးက၃လုံးကိုကျွန်တော်တို့35ပေါင်းဆိုတော့ဈေးကကျွန်တော်တို့ဒီမတက်ဘူးဆိုလို့ရှိရင်40 45ပြားလောက်ကျွန်တော်တက်လာတဲ့အခြေအနေမျိုးဖြစ်တယ်။ဆိုတော့ဒီ inter body ဈေးအမှန်ပေးထားတယ်9ပေါင်းဈေးကိုကျွန်တော်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်9ပေါင်းဈေးကတော်တော်ကြီးတက်လာတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဒီအတွက်ကြောင့်မလို့ တကယ်တကယ်တမ်းဆိုလို့ရှိရင်ဒီ inter ဒီ2 scene နဲ့လည်းနိုင်ထားပြီးသားဖြစ်တယ် inter ကကျွန်တော်တို့ဒီဘာနဲ့ဒီပေါ့ inter ဆိုတာနဲ့ကျွန်တော်ဘာကိုပြင်းမြင်လဲ inter ဆိုတာနဲ့ကျွန်တော်ဘာကိုပြင်းမြင်ကြခန်းစစ်အရန်ကောင်းတယ် right ဒါကိုကျွန်တော်တို့ပြင်းမြင်ကြတယ်ဆိုတော့ finu လိုမျိုးဒီပေါ့နော်တောက်လျှောက်ကျွန်တော်တို့ဒီဒယန်ရလူစင်းနေအရန်များနေတယ်အဓိကကျွန်တော်တို့ဒီကစားသမားတွေတိုက်စစ်မှာဖြစ်ဖြစ်ကွင်းလင်မှာဖြစ်ဖြစ်ခန်းစစ်မှာဖြစ်ဖြစ်အဓိကကစားသမားတော်တော်များများကိုကျွန်တော်တို့လက်လွတ်ထားတဲ့အခြေအနေမျိုးဖြစ်တယ်အသင်းမျိုးနဲ့ကျွန်တော်တို့ ဒီကိုယ်အိမ်ခွင်းမှာကစားရမယ်ကိုကကျွန်တော်ဒီတကယ်ကောင်းတာကခန်းစစ်ကကိုကအရန်ကောင်းတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာဒီဘာနော် body ဈေးကျွန်တော်တို့ဒီအခုလိုမျိုးကျွန်တော်တို့ဒီဈေးအမှန်ပေးထားတာကျွန်တော်လက်ခံလို့ရပါမယ်ကိုပေါင်းဈေးဒီပထမအကြော့ပေးခဲ့တဲ့အတိုင်း၃လုံးကို80ပေါင်းအဲ့လောက်ဒီအဲ့လောက်ပဲကျွန်တော်ပေးတင်တယ်လို့ကျွန်တော်ထင်တယ်အခုလက်ရှိ၃လုံးကို30ပေါင်းအရာဆိုလို့ရှိရင်အင်တာကဒီဘွဲကျွန်တော်တို့အဲအင်တာလည်း၉သွင်းအောင်မယ်လို့ထင်တယ်ဖီနုလည်းကျွန်တော်၉ရလေးအောင်မယ်လို့ကျွန်တော်ယူဆတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီဘောနော် ဟင်တာဒီကျွန်တော်အိမ်ခွင်းမှာ၄ဘွဲ့ကန်တယ်ဒီ၂ဘွဲ့၉ပောက်ပြီးတော့၂ဘွဲ့၉ပေါ်ထားတယ်ချန်ပီယံလိမှာဆိုတော့ဖီယန်နူကအဝေးခွင်းဒီပေါ်တော့ချန်ပီယံလိကျွန်တော်၅ဘွဲ့ရှိတယ်တဘွဲ့ပဲ၉ပောက်တယ်၄ဘွဲ့တိကျွန်တော်၉ပေါ်ထားတယ်ဆိုတော့အခုလက်ရှိ၉ပောင်းစီတက်လာတာဒီဟင်တာကြောင့်မဟုတ်ဘဲနဲ့ဖီယန်နူကြောင့်လို့ကျွန်တော်ပြောလို့ရတယ်ဖီယန်နူတကူလောက်တော့ရနိုင်ချေရှိရဲ့လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီဘွဲ့မှာကျွန်တော် body ရှောင်ပြီးတော့၉ပေါ်လေးကျွန်တော်ကြိုက်ပါတယ်ဆိုတော့အင်တာ၉ပေါ်ပေါ့နော်ဆိုတော့အင်တာနဲ့ဖီယန်နူကိုအဟူစကူက 2စီးနဲ့ Inter ကနိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ပွဲကျွန်တော်ဒီ Liverpool နဲ့ PSG ပေါ့နော်။ဆိုတော့အဲ PSG အိမ်ခွင်းမှာတော့က Liverpool ကိုကျွန်တော်11ဆချုံးပေးတယ်ကိုမောင်စီ3လုံး30 30ပေါင်းပေးတယ်အခုလက်ရှိ Liverpool ဒီအခုလက်ရှိဈေးက Liverpool အိမ်ခွင်းကနေပြီးတော့ level 35ပြားရှုံးပေးတယ်ကိုမောင်စီက3လုံးကိုကျွန်တော်တို့အစိတ်ရှုံးကျွန်တော်ပေးပါတယ်အဲဈေးကတော့ပြောင်းလာမျိုးမရှိအခုလက်ရှိ3လုံးကို30ရှုံးဖြစ်သွားပြီဆိုတော့ဈေးကကျွန်တော်ဒီကိုမောင်စီ35ပြားလောက်ထက်ကြတယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ โอเคအနေဝင်ထားလိုက်ပါဆိုတော့အခုလက်ရှိကျွန်တော်လဘာဘူးအိမ်ဝင်းကိုရောက်ပြီဒါမှကျွန်တော်တို့က PSG ကဈေး20လောက်ပြီးတယ်ပြီးပြီးတော့ကျွန်တော်တို့ Z1 နဲ့တို့ရှုံးသွားတယ်ဒါကံမကောင်းလို့ရှုံးတာပေါ့နော် Alisson Back ကအရင်ကောင်းပြီးတော့ကျွန်တော်တို့ဒီပေါ့နော်အဲဒီအ ਨੇ ဆုံးတော့ PSG တည်ရလောက်ရခဲ့တဲ့အခြေအနေမျိုးကနေပြီးတော့လုံးဝအရှုံးဖြစ်သွားတာပေါ့နော်ဒါ Alisson Back ကအရင်ကောင်းသွားလို့ပေါ့နော်အခုလက်ရှိဒါက Liverpool အိမ်ဝင်းကိုရောက်ပြီးအဲဒီ Liverpool အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုကဒီ PSG နဲ့ မျက်ကြည်အိမ်ခွင်မှာသွားကစားတော့ဟာခြေပြက်ပေါ့နော်ခြေပြက်နဲ့ကျွန်တော်တို့ဒီကံကောင်းလို့နိုင်လာတဲ့အခြေအနေမျိုးမှာအခုလက်ရှိကိုယ်အိမ်ခွင်ကိုရောက်ပြီးလုံးဝကျွန်တော်တို့ဒီနိုင်နာလာလေတကူတဲ့ကျွန်တော်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲကဒီလီဗာပူးအတွက်ဆိုလို့ရှိရင်ဒီပေါ့နော်အနိုင်ဆော့မှာစိတ်ချမယ့်အခြေအနေမျိုးမှာရှိတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာလီဗာပူးကလုံးဝကျွန်တော်တို့ဒီပေါ့နော် ပေးတင်ပေးလိုက်တဲ့ဂျင်းမျိုးအ ਨੇ ဆုံးတော့ပေးတင်တယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့ပထမကျော်လီဗာပူးပြည်ကြီးအင်ကွင်းမှာ level 20ရှုံးပေးခဲ့တာဖြစ်တဲ့တကြောင်မလို့အခုလက်ရှိလီဗာပူးအင်ကွင်းဆိုလို့ရှိရင်လီဗာပူးဒီ level 80ရှုံးနဲ့အထက်ကိုကျွန်တော်ပေးရတော့မှာဖြစ်ပါတယ်ဒါပေမဲ့အခုလက်ရှိလီဗာပူးပေးထားတဲ့ဈေး level 35ပြန်ရှုံးဆိုတဲ့အနေထားတော်တော်လေးနည်းပါတယ်ဆိုတော့အဲဒီ နော်ဘလောက်လောက်နေလဲဆိုလို့ရှိရင်ပြားကကျွန်တော်တို့မနေဘူးဆိုလို့ရှိရင်ပြား90လောက်ထိကျွန်တော်တို့ရော့နေတာကိုတွေ့ရတယ်ဆိုတော့လီဗာပူးရဲ့ဈေးကတော်တော်လေးကိုကျွန်တော်တို့နည်းနေတဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့လီဗာပူးကိုကျွန်တော်တို့ဘယ်ပွဲနဲ့ကျွန်တော်ရှင်မလဲပေါ့ဆိုတော့ဒီဘာစီလိုနာနဲ့ကျွန်တော်ဘင်ဖီကာပွဲနဲ့ကျွန်တော်ရှင်လို့ရတယ်ဘာစီလိုနာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘင်ဖီကာအိမ်ဝင်းမှာကျွန်တော်ဝမ်းစီးနေသူတို့နိုင်ထားတယ်နိုင်ထားတဲ့အနေအထားမှာအခုလက်ရှိသူတို့အိမ်ဝင်းကိုရောက်ပြီးနော်ဈေးကိုကျွန်တော်တို့လုံးဝကျွန်တော်ခတ်တင်းနေကျွန်တော်ပေးတယ် နော်ဘင်ဗီကာဘင်ဗီကာမကလည်းသူကဘာဖြစ်ပြီပေါ့နော်ဘာစီလိုနာသည်သူ့အိမ်ခွေးမှာတော့ဝမ်းစည်းတဲ့နဲ့နိုင်ထားဖြစ်တဲ့အကြောင်းကိုစိတ်မချရသေးဘူးလုံးဝကျွန်တော်တို့ဒီပေါ့နော်ဈေးကိုကျွန်တော်တို့ခက်ပြင်းပြင်းကျွန်တော်ထုတ်ပေးနိုင်တယ်ခုလက်ရှိလီဗာပူးကိုကြည့်လိုက်လို့ရှိရင်လီဗာပူးဒီဈေးကကျွန်တော်တို့တာမန်ဈေးတောင်မပေးတဲ့အခြေအနေမျိုးမှာရှိတယ်ဆိုတော့ဒီဘွဲမှာကျွန်တော်တို့ဒီလီဗာပူးလုံးဝရုန်းကန်ရနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့လီဗာပူးနောက်ခါတော့ကျွန်တော်တို့ကံမကောင်းနိုင်ဘူးလို့ကျွန်တော်ယူဆတယ် PSG တကယ်ကောင်းနေရပါတကယ်လို့ဒီပွဲမှာ PSG ကကျွန်တော်နိုင်ပြီးတော့နောက်တစ်ဆင့်တက်သွားမယ်ဆိုလည်းသိပ်ပြီးတော့အန်ဩမယ်လို့အန်ဩစရာကောင်းမယ်လို့ကျွန်တော်ကတော့မထင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ PSG ကတကယ်ကောင်းနေလို့ပါ။ဆိုတော့ဒီပွဲကတော့ကျွန်တော်ကတော့ PSG ကြိုက်ပါတယ်။ PSG အနိုင်ဆုံးတည်ရလောက်တော့ရမယ်လို့ကျွန်တော်ထင်ပါတယ်။ဆိုတော့ဒီပွဲကျွန်တော် PSG ကြိုက်ပါတယ်။ဆိုတော့ Who's go က Who's go ကအားလို့ရ Who's go ကဘယ်လိုခံမှန်းထားလဲ။ ူစကူကတော့11နဲ့ PSG လီဗာပူးကတည်ကြမယ်ဆိုပြီးတော့ကမ်းမထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းအနေဆုံး PSG တည်ရလောက်တော့ရမယ်လို့ကျွန်တော်ထင်ထင်တယ်ပေါ့နော်ဆိုတော့လီဗာပူးအိမ်ဝင်နေဖြစ်တယ်ဗျာဒါကိုကျွန်တော်တို့ဒီကြေးဘာလို့ level 80ဆီဘာလို့မပြီးနိုင်တာဘာကြောင့်လဲလူလူလူနာနေရာဘာညာရှိလို့လားမရှိပါဘူးเนาะလုံးဝကျွန်တော်လူစုံတက်ဆုံးပဲ AC ပဲဆိုတော့ဒီဘွဲ PSG ကြိုက်ပါ ဆိုတော့ဒါကတော့ဒီနေ့ညဒီပေါ့နော်ကစားမယ်ချန်ပီယံလိရောင်းဒ်16ဒုတိယကြော်ပွဲစဉ်တွေတော့ပထမနေ့ပေါ့နော်ပွဲကြော်ပွဲကြော်သုံးသပ်ချက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်းဒီ Football Tip Telegram channel လေးကိုလည်း join ထားပေးလို့ရတယ်အဲ့မှာကျွန်တော်ဒီကျွန်တော်ကြိုက်ဆုံး free tips တွေလည်းကျွန်တော်တင်မယ်ကျွန်တော်ရောင်းပွဲလေးပါညာလေးလည်းကျွန်တော်ရှိတယ်စိတ်ဝင်စားရင်ဆိုလို့ရှိရင် Telegram လေးကိုဝင်ခဲ့လိုက်တော့ဆိုတော့ တိရှိုးအပည့်ညီကိုများလည်းကျေးဇူးများကြီးတင်ပါတယ် channel လေးကို subscribe မဲ့ဆိုဆိုရင် subscribe လုပ်ပေးကြကြပါအားလုံးတောင်းဆိုပါတယ်ကျွန်တော် Telegram channel လေးကိုလည်း join ပေးထားဖို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးပါကျွန်တော်နောက်ဗီဒီယိုမှာတွေ့ပါမယ်